နော်ဖုံးအင်ထိုင်းရဲ့ချစ်သူခရိုနီတထေထက်ခိုင်ဝင်းရဲ့ကြောက်ခမန်းလေးလေးပိုင်ဆိုင်မှုကြီးမင်္ဂလာပါပရိသတ်ကြီးရှင် အခုတင်ဆက်ပေးမယ့်ကြောင်းရာလေးကတော့မင်းသမီးနော်ဖော်အင်ချိုင်းလက်ရှိချစ်သူခရိုနီတတိထက်ခိုင်ဝင်းရဲ့မထင်ထောင်းလို့တဲ့ပိုင်ဆိုင်မှုလုပ်ငန်းတွေအကြောင်းလေးကိုဖော်ပြတင်ဆက်ပေးမှာဖြစ်ပါရဲ့ရှင်။မင်းသမီးနော်ဖော်အင်ချာကတော့လွှမ်းပိုင်တဲ့သူမအကြောင်းခရက်တွေထနေတုံးပါပဲ။သူမရဲ့လက်ရှိချစ်သူထက်ခိုင်ဝင်းကိုပရိသတ်တွေကို official ချပြကတွဲလာခဲ့တာပဲဖြစ်ပါရဲ့။ထက်ခိုင်ဝင်းကနော်ဖော်အင်ချာလက်ရှိရိုက်ကူးနေတဲ့ဇာလန်တွဲတွေကိုထုတ်လုပ်နေတဲ့ Happy Company ပြင်အခြားစီးပွားရေးလုပ်ငန်းတွေများစွာပိုင်ဆိုင်သူပဲဖြစ်ပါရဲ့။အသက်30ရွယ်သားရှိတဲ့ ထက်ခါဝင်ရဲ့ပိုင်ဆိုင်မှုတွေကြောင့်ကိုဆိုရှယ်မီဒီယာပေါ်မှာခုလိုသိစိတ်ဖော်ပြထားတာကိုတွေ့ရတာပဲဖြစ်ပါတယ်။ထက်ခါဝင်ဟာပြောင်းလုပ်ငန်းစီလုပ်ငန်းမှာဆရာတဆူအသက်30ဝန်းကျင်နဲ့ဘီလီယံနာတတိဖြစ်နေတဲ့သူမိဘပိုင်နဲ့မျက်မျက်တာမုံစီဆိုင်လုပ်ငန်းပြင်သူကိုယ်တိုင်ထောင်ထားတဲ့ Happy Company ကမြန်မာနိုင်ငံရဲ့အခွန်ထမ်းဆောင်ထိတ်ဆုံးကုမ္ပဏီ၅ခုမှတစ်ခုပါဝင်ဖြစ်ပါတယ်။ဆက်လုပ်ငန်းကိုရောင်ကြီးတွေဆိုရင်30လောက်ပိုင်ဆိုင်ပြီးလက်ရှိဆက်လုပ်ငန်းရဲ့ ဝမ်းတူတန်ဝင်နေဟိုတယ်တွေဆိုလဲတည်တလို့ဆိုရင်မြန်မာပြည်နယ်ပြားမှာခုနှစ်ခုလောက်ရှိပြီးနိုင်ငံခြားမှာဆိုလဲငွေကြေးရင်းနှီးထားတဲ့ကုမ္ပဏီတွေရှိတယ် BYD ကားကုမ္ပဏီရဲ့ပိုင်ရှင်ဖြစ်ပြီးမြန်မာပြည်ကိုယ်စားလှယ်ရထားသူပါ ။ OIDU ဆက်သွယ်ရေးလုပ်ငန်းကြီးရဲ့အဓိကရှယ်ယာဝင် ဖြစ်ပြီးတော့တဦးနဲ့ပိုင်ဆိုင်ဖို့ကြံ့ရည်နေရလို့ကြားသိရတယ်။စိုက်ပျိုးရေးနဲ့မွေးမြူရေးဘဏ်ရဲ့အဓိကရှယ်ယာရှင်ခုနှစ်ဦးတည်းကတဦးဖြစ်တယ်လို့လည်းနီးစပ်သူတွေစီကကြားသိရပါရယ်။အခွင့်အာဏာရှာသူတွေစီဝါရေးသမားများစွာနဲ့လည်းလောက်ကင်နေတဲ့ခရိုနီပေါစာလေးပါ။ဂျာဝနာဝါရှိတာကတော့စင်ကာပူမှာကိုပိုင်စင်ခံရွက်လီတစည်းရှိပြီးချစ်သူနော်ဖောအေထာနဲ့တူတလတစ်ခါသွားနာယူလေးရှိတယ်။တကယ်ချင်းပေါင်းတည်နေလဲများစွာရှိပြီးလူကြီးသားတွေစီဝါရေးသမားတွေ လူပညာရှင်များစွာနဲ့မကြာခဏမြင်တွေ့ရလေးရှိတယ်။အဲဒါကြောင့်လည်းမိန်းကလေးများစွာရဲ့စိတ်ဝင်စားခြင်းကိုခင်ရတဲ့ပဲပေါ့။ငငယ်လေးကကျောင်းဘော်လုံးလက်ရွေးစင်ဖြစ်ပြီးတော့အခုလက်ရှိမှာလည်းရန်ကုန်တိုင်းဘော်လုံးဖွဲ့ချုပ်ဥက္ကဋ္ဌတာဝန်ယူထားသူဖြစ်တယ်။အနာဂတ်ရဲ့မြမဘော်လုံးဖွဲ့ချုပ်ဥက္ကဋ္ဌဖြစ်မယ်လို့ထင်ကြေးပေးခြင်းခင်ရသူလည်းဖြစ်ပါရည်။လူအများစိတ်ဝင်စားခြင်းခင်ရရင်အနုပညာလုပ်ငန်းမှာလည်းတကားရင်းစရိုက်ပြီးကယ်ရမီတန်းရသွားတဲ့သူပေါ့။ကံကောင်းရွှေရှင်ဇာကနဲ့ ကယ်မီရသွားတာ2023စူပေးဝဲတုန်းကပေါ့ဟေပလီနုပညာလုပ်ငန်းကိုပိုင်ဆိုင်ထားပြီးအချိန်တိုအတွင်းမှာအောင်မြင်နေတာပါ ဒါကြောင့်လေသူချစ်သူနော်ဘောအင်တာကိုတောက်လျှောက်ပွဲထုတ်ခဲ့ပြီးကျင်းပေါ်ဇလန်တွဲအနေနဲ့လတ်တလောတဟုံထိုးပေါက်နေတာမဆမ်းပါဘူး။ပဝင်းကျင်းမှာတော့ချစ်သူတက်တန်းနှစ်ကြာရှည်စွာတွဲလာတဲ့ချစ်သူဟောင်းခင်ကျေးမုံနဲ့ကွဲသွားတာနဲ့ပတ်သက်ပြီးဝေဖန်ကြည့်ခင်ရတာမကြသေးပါဘူး။ကာမလေးနဲ့တွဲလာတာကြာပြီးမှနော်ဘောအင်တာနဲ့တွဲသွားတာနော်ဘောအင်တာနဲ့တွဲနေရင်ကအရှင်ကာမလေးခင်ကျေးမုံကိုလေလက်လို့မပေးပဲနဲ့သူတွဲကျင်တဲ့ချိန်လာမတွဲရင်ချိန်ချောက်တာမျိုးတွေလောက်တက်တယ်လို့သူတငယ်ချင်းဒီစီကထွက်လာတဲ့စကားအရသိရတယ်ဆိုပြီးတော့ ဖော်ပြပြောဆိုထားတာတွေကိုတွေ့ရတာပဲဖြစ်ပါတယ်။နောက်ဖို့ရထားကတော့လက်ရှိမှာသူမရဲ့လူမှုရေးရှုပ်တော်ပုံတွေကြောင့်ပြည်သက်တွေရဲ့ဝေဖန်မှုတွေများစွာခံနေရတာပဲဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ပါပြည်သက်ကြီးတို့ရောနောက်ဖို့အင်တာတွေ fighting ဆိုပြီးတော့ပြောသွားပေးခဲ့ပါအောင်ရှင်။